ိုင်းသားရမြို့နယ်ရွှေတန်လင်းစမှုဆောင်လေးရွှေတပဲချစ်သူဆက်ယုံရှိအဆောင်လေးဆက်ယုံလူသမား106ဦးဆက်ယုံအဆောင်မှာဒေသခွင့်မပေးတော့တဲ့အတွက် စာဝတ်နေရေးအခက်အခဲတွေရှိနေရလို့အဆိုပါဆက်ယုံရဲ့အမျိုးသမီးလူသမား2ဦးရဲ့ပြောကြားချက်အရသိရပါတယ်အဆိုပါရွှေစပယ်ချစ်သူဆက်ယုံအတွင်းနဲ့ဆက်ယုံရှိအဆောင်မှာနေတိုင်းခွင့်မရတာနဲ့ပတ်သက်ပြီးအဲဒီဆက်ယုံရဲ့လူသမားကောင်းဆောင်တအူးဖြစ်သူမတ်တသက်မွန်ကအခုလိုပဲပြောပါရယ် ကစနေနိုင်ဒီပဲဆင်းရတယ်လေအဲ့တော့အမအားတို့ကအဆောင်နေဖြစ်တယ်လေထမင်းကျွေးရဲ့အဆောင်ပေးထားတယ်အဲ့အတွက်အမအားတို့ကအလုပ်ချိန်ပြီးွားတော့ပြန်ဝင်ဖို့ခွင့်တောင်းတယ်ပေါ့နော်ခွင့်တောင်းတဲ့အခါမှာကျတော့သူတို့ဘက်ကဟိုလုပ်ငန်းရှင်တွေကရှင်းနေငှားထားတယ်သူတို့အလုပ်ကိုမလုပ်တဲ့အတွက်ပေါ့ဒီမှာပေါ့နော်ထမင်းကျွေးဖို့ကိုလည်းသူတို့မစီစဉ်ထားဘူးပေါ့အထဲကိုဝင်ခွင့်ကိုကြတော့လေသူတို့ကပေါ့နော်စဉ်းစားအောင်မယ်ပေါ့ပြီးတော့အထဲမှာလည်းကြံခဲ့တဲ့ကလေးတွေရှိတယ်လေအဲ့ကြံခဲ့တဲ့ကလေးတွေအတွက်နဲ့ဒီအပြင်ကကလေးတွေနဲ့သူတို့ကရံဖြစ်မှာကိုလည်းစိုးရင်နေပေါ့အဲ့တော့အဲ့ဒီအတွက်ကိုပေါ့နော် တစ်ဖက်နဲ့တစ်ဖက်ကိုပေါ့နော်ဘယ်သူကတာဝန်ယူမှလဲပေါ့လက်မှတ်ထိုးပေးပေါ့နော်အမားတို့ဘက်ကလည်းတာဝန်ယူမဲ့တယောက်ကိုထားပြီးတော့လက်မှတ်ထိုးပေးမယ်ဆိုပြီးအမားတို့ကပြန်ထွက်လာခဲ့တယ်။အမားတို့ကထက်ပြီးတော့လူတွေသွားတွေ့လိုက်တယ်။လူချင်းအဲ့မှာလုံခြုံရေးရှိတယ်။လုံခြုံရေးကိုပေါ့နော်အမားတို့ဒီဆောင်ထဲကိုဝင်ရမှာလားမဝင်ရဘူးလားသိချင်လို့အမားတို့ကလာပြီးတော့ ပြောပြပါဆိုပြီးတော့သွားပြောခိုင်းလိုက်တယ်။သွားပြောခိုင်းလိုက်တဲ့ခါမှကျတော့အဲ့ရနေပြီးတော့အဲ့ MDD ဟို manager တွေကနေပြီးတော့သူတို့ကပေါ့နော်ရှင့်နေနဲ့တွဲထားတဲ့အတွက်ဒီရှင့်နေကအပြင်သွားတယ်တဲ့။နိုင်ဝက်လောက်ခဏလောက်စောင့်ပေးပါတဲ့။ဆိုပြီးတော့အမားတို့ကိုစောင့်ခိုင်းတယ်။သူတို့အဲ့စက်ရုပ်မှုတွေပေါ့နော် manager တွေကဖုန်းတွေဆက်တော့လဲအကောင်လုံးဆက်တွေပိတ်ပစ်လိုက်တယ်။တောင်းလောက်လဲနေရောအပြင်ကနေစိုက်ကားသမားတော့တွေဝယ်ပြီးတော့လာလာကိုတွေ့တယ်အမားတို့အမားတို့ကစက်ရုပ်ရှင်မှနေရအောင်။အဲ့တော့တွေဝယ်ပြီးလာလာလဲတွေ့လဲတွေ့ရောအဲ့တော့တွေကိုလုံချုံကြီးအောက်ကတကားဘက်ကနေယူတယ်။ယူပြီးတော့ စိတ်အဲ့တကားဖွင့်ပြီးတော့စိုက်ကားသမားကိုထဲ့ဝင်နေဝင်ပြီးတဲ့အခါမှာအဲ့တော်နေနဲ့သူတို့ကအတွင်းထဲမှာအကုန်လိုက်ခတ်တယ်လိုက်ခတ်လဲပြီးလဲပြီးလဲပြီးရောသူတို့ကအဲ့လုံကြုံကြီးကအနောက်ပောက်ပတ်နေပြီးတော့ထွက်သွားပြီးတော့အပြင်ကိုတောက်ခတ်ထားခဲ့တဲ့စက်ရုံမီးကိုလည်းအကုန်မိမ့်နေချထားခဲ့တယ်ရုံးကန်းထဲမှာလည်းတယောက်မှ MD လည်းမရှိတော့ဘူးမန်နေဂျာလည်းတယောက်မှမရှိဘူးအဲ့ဒီချိန်နေရာလည်းဘယ်ချိန်ထွက်သွားမှန်းမတို့မသိလိုက်ဘူးဒီလိုစက်ရုံမှာရှိတဲ့အဆောင်မှာနေတိုင်းခွင့်မရတာဟာရွှေစပယ်ချစ်သူစက်ရုံရဲ့အလုပ်သမားတွေက သူတို့ရဲ့အလုံသမားရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီးဂျွန်လ၂ရက်နေ့ကစတင်ကအလုံရှင်တွေနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးတဲ့နောက်ပိုင်းဂျွန်လ၃ရက်နေ့မိုးလွယ်ပိုင်းကစတင်ကစေယုံကပေးထားတဲ့အဆောင်မှာနေထိုင်လွတ်လပ်ကိုင်းနေတဲ့အလုံသမားတွေဟာလုပ်ငန်းခွင့်ဝင်ရောက်ခွင့်နဲ့အဆောင်တွေထိုင်ခွင့်မရတော့တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာလုံသမားတွေအတွက်စားတောက်နေထိုင်မှုကိုမစီစဉ်ပေးဘူးလို့လည်းသိရပါတယ်။ အလုသမားတွေကိုအရက်ဖက်လုသမားကူညီမှုအဖွဲ့အစည်းတွေကူညီပေးမှုနဲ့လှိုင်းသာယာမျိုးနဲ့မိခွက်စည်းမှတ်တမ်းအနည်းမှရှိတဲ့တိပရိကဒရဓမ္မပိပံတော်မှာနေထိုင်နေရလို့လည်းသိရပါဗျ။ဒါအပြင်လုသမားတွေစောင့်ဝတ်နေရတဲ့အတွက်အခက်အခဲတွေများစွာရှိနေတယ်လို့လည်းသိရပါဗျ။ရွှေစပယ်စစ်ရုံမှာအလုလုကိုင်းနေတဲ့လုသမားစုစုပေါင်း200ဦးခန့်ရှိနေပြီးစစ်ရုံကပေးထားတဲ့အဆောင်မှာနေထိုင်သူလုသမားအမျိုးသားအမျိုးသမီး106ဦးရှိရလို့လည်းသိရပါဗျ။ ဒီလိုအဆောင်နေထိုင်ခွင့်နဲ့စားစားမှုတို့ကိုဂျွန်လ3ရက်နေ့မွန်လွဲပိုင်းကစတင်ကဆေးရုံတောင်းဝန်ရှိသူတွေကခွင့်ပြုပေးခဲ့ခြင်းမရှိဘူးလို့လည်းသိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိအဆောင်နေခွင့်နဲ့လုပ်ငန်းခွင့်ဝင်ခွင့်မရတဲ့အလုပ်သမားတွေအနေနဲ့သက်ဆိုင်ရာတောင်းဝန်ရှိသူတွေကိုတိုင်ကြားကဆက်လက်လှုံ့ဆော်သွားမယ်လို့သိရပါတယ်။